ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပရိသတ်များဗမောအေးအရန်ကြီးနေပါပြီကျွန်တော်ပြောခဲ့တယ်အေးအရန်ကြီးနေပြီအခုလည်းအေးကြီးနေပါလားဘာဆက်လုပ်မှာလဲဗမောနဲ့ပတ်သက်ပြီးတော့တခုခုကိုဦးမေအောင်နိုင်တို့ရွေးချယ်ရမှာဖြစ်တယ်အေးမကြီးတဲ့နေရာမှာအေးလုပ်နေတဲ့ပုံစံမျိုးတွေသတိထားစေချင်တယ်လက်ရှိအခြေအနေမှာမိမိရဲ့လောင်းငယ်သားစစ်တီများသည်အသက်နဲ့ဘဝနဲ့ရင်းပြီးတိုက်ပွဲဝင်နေရတာဖြစ်တယ် မိမိကအာယုံစိုက်တာတခြားဖြစ်တယ်နိုင်ငံရေးမှာဘာဖြစ်နေဆိုတော့ကြာလေရတာကောင်းကုတ်တာဖင်အကုန်လုံးမျိုးဖြစ်နေတယ်မင်္ဂလာပါခင်ဗျအဲ့တော့အခုလက်ရှိအချိန်မှာကျွန်တော်ဘန်ဝါမြို့မှာနော်ဘန်ဝါတက်တယ်ပေါ့တောင်တက်တယ်တိုက်ခိုက်ခံနေရအားလုံးသိပြီနော်အဲ့တော့အရေးကြီးတဲ့အချိန်နေဖြစ်နေပြီနော်အဲ့တို့ဘက်ကတင်ထားသလိုတော့ပိုးစုပ်ပတ်ဆက်ကြီးတော့မဖြစ်သေးပါဘူးတို့ဘက်တင်ထားသလိုဘန်ဝါကြာ ကျသွားတဲ့ပုံစံမျိုးတွေလည်းမဟုတ်ဘူးဒါပေမဲ့လည်းအချိန်နဲ့အညီအချိန်နဲ့အချိန်နဲ့အညီတိုက်ပွဲကဖြစ်နေတာဖြစ်တယ်ဒီနေ့ဆိုဟိုမနက်စောကြီးကလေးကနေပြီးတော့တိုက်ပွဲက၆ရှောက်ဖြစ်နေတာလက်ရှိအချိန်ပေါ့ဗျာနော်မဟုတ်မနက်စောကြီးကြတယ်အခုချိန်ထိတောက်ရှောက်ဖြစ်နေတယ်အဲတောက်ရှောက်ဖြစ်နေတဲ့ခါကျတော့အာစစ်တီလေရွတ်ချွန်ခုခံတိုက်ပွဲဝင်ကြပါလားအဲစိတ်မကောင်းစရာတဲ့တွေလည်းရှိတယ် ကျွန်တော် grind တော့မှမပြောချင်တဲ့စကားမျိုးဖြစ်နေတယ်။လုံးဝလည်းမပြောချင်ပါဘူး။အဲဒါမဲ့မဖြစ်မနေလို့ပြောအောင်ပါဗျာနော်။ဟာဒီနေ့ဆိုလို့ရှိရင်အမြောက်တက်ပေါ့။အမြောက်တက်ကရန်သူအတင်းဝင်လုံးပါလား။ရန်သူအတင်းဝင်လုံးတဲ့ခါမှာအမြောက်တက်စီကိုပေါက်တယ်။စီကိုပေါက်တဲ့ခါကျတော့အနီးကပ်တိုက်ပွဲတကယ်အနီးကပ်ကိုချရတာပါ။အနီးကပ်ချရတဲ့အခါမှာတက်မလို့ဘက်ကလည်းတကယ်ကိုဗျာရဲစွမ်းတတ္တိရတော့ကျွန်တော် ကချင်ပြည်နယ်ကစစ်တပ်ပေါ့ဗျာနော်ကချင်ပြည်နယ်ကစစ်သားတွေကိုကျွန်တော်တို့အလေးပြုရမှာဖြစ်သလိုစစ်သမီးတွေကအစားကျွန်တော်တို့အလေးပြုရမှာဖြစ်တယ်နော်တဲဒီမဲကြီးကိုအခုစော်နေရတာဖြစ်တယ်အဲ့တော့အမြောက်တက်ပေါ့နော်အမြောက်တက်တဲ့ကိုဝင်လာတယ်အမြောက်တက်ကိုသူတို့အင်အားအလုံးရင်းနဲ့ဝင်လုံးတယ်လုံးတဲ့အခါမှာအမြောက်တက်ကစစ်တီရတယ်နောက်မဆုတ်ဘဲနဲ့သူတီကိုတီပြန်လုံးခဲ့ပါလားပြန်လုံးတဲ့အခါမှာကိုဘက်ကစစ်တီတွေလည်းကြာသလိုရဲမီတွေကလည်းဝင်လုံးတယ် ရင်းမိတွေကမိန်းကလေးဆိုရှော့မတွန်းနဲ့နော်မိန်းကလေးလည်းမိန်းကလေးလျှောက်ကယောက်ျားသားလေးခရီးကိုမဆိုင်ဘဲနဲ့ကိုသူတွေကိုယ်တွေဝင်ချတာဗျာသိလားအဲ့တော့ကျွန်တော်စဉ်းစားတာပေါ့နော်ဒီပေါ့မပခပေါ့နော်ကချင်ပြည်နယ်ကတက်တယ်မှာဘာတွေများတတ်တိကချင်ပြည်နယ်ရောက်ရင်နော်စစ်တီတွေဘာကြောင့်တတ်တိတွေပိုရှိသွားလဲရဲမေတွေဘာကြောင့်တတ်တိပိုရှိသွားလဲတော့ကျွန်တော်မသိဘူးတေချာတခုကတော့အဲဒီနေ့ ပြသွားတဲ့တတိဆွဲအသေးတွေကတော့ကြောက်စရာကြီးပါနော်တစ်ဖက်ကဝင်လာတဲ့ဒီစေတူကြတပုံ KIA နဲ့ PDM အုပ်စုကိုနော်သူတိကိုယ်စီဝင်လုံးနဲ့ဝင်လုံးရင်းနဲ့ကိုယ့်ဘက်ကရဲမိတွေကြာဆုံးတယ်စစ်တီတွေလည်းကြာဆုံးပါတယ်အဲတချို့ဆိုရင်အရှင်မိတဲ့အတိုင်းသာထိတော့ဖြစ်တာတွေရှိတယ်သို့ပါတော့လည်းပဲဒီလောက်ထိပေါ့နော်ဟိုဒီလိုမျိုးစစ်မြေပြင်မှာတော့ဒီလူတွေလည်းအရှင်ဖမ်းမှာမဟုတ်ပါဘူးသူတိကိုယ်စီလုံးကြတဲ့အတိုင်းသာမျိုးရှိတယ်လေ ဲ့တော့အမြောက်တက်ထဲကိုဝင်အမြောက်တက်ကိုသူတို့ယာသွားတဲ့ပုံစံတည်းရှိတယ်။ဒါမဲ့လည်းစစ်ရဲ့သဘောတရားမှာရှီတိုးနောက်ဆုံးရှိတယ်ဆိုတော့လေသူတို့ကလည်းတက်ကိုဝင်ပြီးအကြိုင်နေမရဘူး။အဲ့တော့သူတို့ကပြန်ပြေးသွားတယ်။ပြန်ပြေးသွားတဲ့အကြောင်းမို့လို့ကျွန်တော်ဒီအမြောက်တက်ကကြားတယ်လို့ပြောမှလားခင်ဗျားတို့ဘယ်လိုပြောထားလဲ။အဲဒါကစစ်တပ်ရဲ့ကျွန်တော်အမြောက်တက်ကကြားသွားလားဒါမှမဟုတ်လို့ရှိရင်စစ်ရဲ့သဘောတရားကနောက်ဆုံးပြီးတော့သူတို့ပြန်ပြေးသွားတာလားအခုလောလောဆယ်တော့အမြောက်တက်ကတော့တက်မလို့ပြန်ရလာတယ်။အဲဒီပုံကတော့ အဲသူတို့လှုပ်ဆရာရှိရလို့ပြီးတော့ပြန်စင်ပြေးသွားပါပြီ။ကြာရည်နေမရပါဘူး။လင်းရင်ဆိုတာလဲဒီနေ့ဆိုရင်ကျွန်တော်ဒေတာခံပေါ့။ဒေတာခံတာမန်အရက်သူရက်သားတွေပေါ့နော်။ကျွန်တော်လေးလာစုံစမ်းနေတဲ့ခါမှာဒီနေ့သူတို့မြင်လာနေမဲ့လင်းရ10ခေါက်လောက်ရှိတယ်သွားနေတာ။နော်။အဲ့တော့10ခေါက်လောက်ရှိတယ်သွားနေတယ်အမြောက်တက်ကိုပြန်ပြီးတော့တိုက်ချပုံရပါလား။ဟိုကောင်တွေလည်းအကြဆုံးများစွာနဲ့ပြန်ပြီးထွက်ပြေးသွားရမယ်ထင်ပါလား။အဲ့တော့ကျွန်တော်အမြောက်တက်မှာဒီကကြားရတူလည်းကြားသွားပါလား။ အထုတူအမ်ရှင်ဖမ်းမိရတူလည်းမိတယ်ထုတူစကခါနဇတ်တင်မှာပြန်ပေါင်းနိုင်တဲ့သူလည်းပေါင်းနိုင်ခဲ့တယ်ဒါပေမဲ့တော့ဒီအမြောက်တက်ကတော့တေချာတကွာရန်သူကြကြမနေရဲပဲနဲ့ပြန်ဆင်းပြေးသွားပါတယ်နော်အဲ့တော့ဘာလို့ပဲဖြစ်ဖြစ်အာဒီနေ့တော့လေးစားဖို့ကောင်းတယ်စစ်တီရဲမေတွေကိုလက်တင်ပြီးတော့တကယ်အလေးပြုပါတယ်ဗျာတကယ်ကိုကျွန်တော်ကြားတဲ့အချိန်မှာ ထပ်ပြီးတော့မပြောရမပြောနိုင်တော့အောင်စွန့်အောင်သွားပါလေနော်စွန့်အောင်သွားပါလေနောက်တစ်ခုကသူတို့ရဲ့တတိတွေကိုကြည့်ပြီးတော့ကိုခင်ဗျားတို့ကျွန်တော်တို့ပေါ့နော်ဒီလိုတတိမျိုးရှိဖို့ဆိုတာတုံတောင်ခံချက်တုံတောင်ဇွဲနဲ့မရပါဘူးနော်ရှေ့တန်းကနေစစ်တီတိုက်လို့ရဲမီဒီယာတိုက်တယ်အဲ့တော့ရဲမီတွေကြာဆုံးခဲ့တယ်ရဲမီတွေစစ်တုံးမှဖြစ်တယ်စစ်တုံးမှတော့ပါမှာမဟုတ်ဘာကြောင့်လဲဆိုတော့ချက်ချင်းပြန်ပြေးရတဲ့အတွက်ကြောင့်မလို့တော့အဲ့သူတို့လည်းကြာဆုံးများစွာနဲ့ထွက်ပြေးသွားရတာပါနော်အဲ့ဒါက ဒါကခုလက်ရှိမမမအခုကြာသွားရတဲ့ပေါ့နော်အဲ့တော့ channel တက်တွေအနေနဲ့ကတော့အခုချိန်ထိအဲဘလို့ခေါ်မဆိုရှင် ထိန်းနိုင်တော့မှာပဲနော်ထိန်းနိုင်တယ် AA စစ်စေးလို့လို့ပြောလို့ရတယ်နော်အဲနည်းနည်းလေးတော့လုံများတော့ပေါ့နော်တိုက်နေခိုင်နေဘာကြောင့်ဆိုတော့တက်တက်တက်ထားပါတော့ကျွန်တော်တို့တက်ရင်းပဲဖြစ်ဖြစ်တက်မှာပဲဖြစ်ဖြစ်တည်နေရတယ်အားလုံးဟာအနိုင်ဆုံးတော့မရှိဘူးဆိုရင် A ကတရား A ကတရားဆိုတခေါ်စားမကပါဘူးနော်ကျေးရအောင် အဲ့တော့အဲ့လိုတမျိုးကြီးရေဆိုတဲ့ခါကျတော့တဘုံကအင်အားလုံးရင်းနဲ့ပေါ့နော်တက်တစ်ခုထဲမှာပူပေါင်းပြီးတော့ခုခံမဲ့ဟေ့ဆိုလို့ရှိရင်တဘုံကတ်လို့မရပါဘူးအဲ့တော့ပြတ်နေတဲ့တက်တွေအားလုံးကစကခ27မှာစူးစီးပြီးတော့ခုခံကာကွယ်နေတာလေကာကွယ်နေတဲ့အတွက်ကြောင့်မလို့အာတော်တော်များများပေါ့ဟိုတဘုံကတော့စကခ27ကိုကတ်လို့မရပါဘူးအလိုအပ်တဲ့လိုအပ်တဲ့လက်နက်တွေခဲရနေလဲတက်မတော်ကပို့ပေးနေတာလေရှိတယ်ရှိရတဲ့အတွက်ကြောင့်မလို့တော့ အဲတော်တော်လေးအခုတိုက်ပွဲကတော်တော်ပြင်းထန်နေတယ်အချိန်နဲ့နိုင်နဲ့အမြပေါ့နော်အမြပေါ့အဲရလက်ကအမျိုးမျိုးပြောင်းလဲသွားနိုင်တယ်အဲ့တော့အခုချိန်အထိကျွန်တော် နောက်ဆုံးပေါ့နောက်ဆုံးကျွန်တော်နေနေကန်တွေကိုမေးမြန်းတယ်အဲကျွန်တော်နောက်ဆုံးရရှိတဲ့သတင်းတွေအရာဆိုလို့ရှိရင်တော့ကျွန်တော်ဒီနေ့ပဲချိန်လောက်ဖြစ်မယ်ဆိုလို့ရှိရင်ကျွန်တော်မြန်မာပြည်အချိန်နဲ့အချိန်နဲ့ဆိုလို့ရှိရင်တော့၈နိုင်ပတ်ဝန်းကျင်9နိုင်ခွဲ၈နိုင်ပတ်ဝန်းကျင်လောက်ရှိပါလိမ့်မယ်အဲ့ဒီအချိန်မှာအဲ့ဒီအချိန်အထိက နော်၈နာရီခွဲပတ်ဝန်းကျင်ပတ်ဝန်းကျင်အချိန်အထိကအဲ့ဒီအချိန်အထိကိုကျွန်တော်နောက်ဆုံးသတင်းရရတယ်ဗောနော်အဲ့အချိန်အထိကတတရရတတရရတော့မဟုတ်ဘူးဗျာနော်အဲအားလုံးကို control under control လောက်ထားနိုင်တော့မှပဲခင်ဗျနော်အနာ control လောက်ထားနိုင်ပါလားဒါကတော့လက်ရှိဗန်မော်ရဲ့အခြေအနေပေါ့ဗျာနော်ဗန်မော်အခြေအနေပြီးသွားရင်တော့အဲကျွန်တော်တို့ ဒီနေရာမှာရေးကြည့်ပြီးဗန်မော်ပေါ့နော်ဗန်မော်ကရေးကြည့်နေပါပြီအဘလောက်အောင်ဗန်မော်ကကျွန်တော်ပြီးခဲ့တဲ့ခါကပြောသလိုပဲသူတို့မှပြေးလမ်းမရှိပါဘူးနောက်ပြန်ဆုတ်ဖို့လမ်းလည်းမရှိပါဘူးအဲသူတို့မှနှစ်ခုပဲရှိတယ်ဒူးအတိုက်ဆိုတဲ့ပုံစံမျိုးပဲရှိပါတယ်တင်လားနေမလားဆိုတဲ့ပုံစံမျိုးပဲရှိတဲ့အတွက်ကြောင့်မလို့သူတို့တွေလည်းအားလုံးရွရွချွချွအဲခုခံတိုက်ပွဲဝင်နေတယ်တာဝန်လည်းကြည်ပါတာဝန်ကြည်ရတဲ့ကိုစေစားတာဝန်ကြည်ပါတယ်အဲတတိယအရာမှာတော့ main ကလေးတွေလည်းရှော့မတွက်နေကြနော် main ကလေးတွေက တကယ်တကယ်အရေးကြုံလာလို့ရှိရင်မိန်းကလေးလည်းလူပါပဲလူသားတစ်ယောက်ပါလူသားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့သူရဲ့ကောင်းတစ်ယောက်လည်းဖြစ်နိုင်လာပဲတို့တွေအားလုံးပဲเนาะအဲ့တော့အခုလက်ရှိအချိန်မှာချိန်နဲ့တပြေးညီနောက်ဆုံး၈နိုင်လောက်ထိကဟမ်ဘယ်ခေါ်မလဲဆိုတော့တက်ကြီးတစ်ခုလုံးအနေနဲ့ကတော့တာတာရရအေးအေးချမ်းချမ်းနဲ့ထိန်းထားနိုင်တော့မှာပဲเนาะတို့ပြောသလိုအမ် အားလုံးကြရမယ်ရရမယ်ဆိုတာမဟုတ်ပါဘူးအားလုံးခုခံနိုင်နေပါလားနော်အားလုံးခုခံနိုင်နေတယ်အဲနောက်ထပ်ဒီသူတို့လေငွေကိုရတယ်ဆိုတာကလည်းလေငွေကိုရရင်လေငွေရရင်သူ့အသေးပဲရှိတာပေါ့လေငွေဆိုကွင်းမြောင်ကြီးလေကွင်းမြောင်ကြီးဆိုမှတော့သိမှာပေါ့နော်အဲ့တော့လေငွေကိုရတယ်ဆိုတာကလည်းအဲဒါကလေငွေကငကိုယ်တည်းက clear မဖြစ်တော့တဲ့နေရာတစ်ခုပါ တန်ချက်ကတက်တူပါလို့ဆိုတာလဲဒါကငကိုရဲ့ clear မဖြစ်တော့နေရဖြစ်တယ်အခုစကခ21တဲမှာစူပေါင်းပြီးတော့ခုခံနေတယ်เนาะ59မှာလည်းခုခံနေကြတာဒါကလက်ရှိအမ်ဘာမောအခြေအနေပေါ့ဗျာเนาะအဲ့တော့ဒီနေရာမှာဒါကတော့ဘာမောမှာနံပါတ်1ချက်လိုအပ်တာကအမ်စကူလိုအပ်တယ်နောက်တစ်ခုကလက်နက်ခဲရံနဲ့ပတ်သက်ပြီးတော့ဘာလုတ်တဲ့နဲ့ညာလုတ်တဲ့နဲ့ဆိုတော့ခင်ဗျားတို့စစ် စစ်နဲ့ပတ်သက်ပြီးတော့တင်ကြတယ်ကျွန်တော်အနေနဲ့ပါဇက်ကတော့မပြောချင်ဘူးအဲသို့ပါတော့လည်းပဲစစ်နဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့တွေနော်အဲခင်ဗျားတို့တွေတင်ကြားထားတာကတော့ဒီလောက်တော့ကျွန်တော်တို့တာမန်အရသားတယောက်တည်လာတယ်တော့ဆယ်သားပုံတည်မယ်လို့ကျွန်တော်နားလေတယ်အဲ့တော့လက်နက်နဲ့ပတ်သက်ပြီးတော့ဘာတွေဘာညာတွေလိုအပ်တယ်ဆိုတာကိုတော့ဟိုခင်ဗျားတို့သိလိမ့်မယ်ဒါကနံပါတ်1လိုအပ်ချက်ဖြစ်တယ်ဟုတ်ပြီနော်နံပါတ်3လိုအပ်ချက်ကတော့ညီပြင်းစစ်တီတွေအားလုံးစုစုစည်း တိုက်ပွဲဝင်တဲ့အချိန်မှာလေချောင်းပစ်ကူတွေကတော့ထိရောက်ဖို့လိုတယ်။နောက်တစ်ခုကလေချောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒေသခံတွေအားလုံးကလည်းသတင်းပေးနေရရှိတယ်နော်။အဲ့ဒါလည်းခင်ဗျားတို့ဆောင်ရွက်ဖို့လိုတယ်။အဲ့တော့အရေးကြီးပြီပေါ့ဗျာနော်။အဲနောက်တစ်ခုကတော့အရေးကြီးပြီတက်မလို့ဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြရစီအောင်။အရေးကြီးပြီတက်မလို့ဆိုတာတော့ခင်ဗျားတို့ဘာလုပ်ထားတာလဲ။ဘာလုပ်နေတာလဲ။ဆိုတော့ကျွန်တော်ပြောချင်တယ်။ဆိုတော့ကျွန်တော်က ဥမေအောင်နိုင်ပါဗျာနော်ဥမေအောင်နိုင်အနေနဲ့ရားနေတာကနော်ခေါင်းကုတ်နေတာကဖင်ဖြစ်နေတယ်အလုံးမဟုတ်တဲ့နေရာမှာအလုံးလုံးနော်အကျိုးမရှိရမယ့်နေရာအလုံးတွေလုံနေတဲ့ပုံစံမျိုးတွေဖြစ်နေတယ်တကယ်တမ်းအလုံးလုံတဲ့နေရာမှာအာယုံမဆိုင်ပဲနဲ့မလုံတဲ့နေရာမှာအာယုံဆိုင်တယ်ရားတာခေါင်းကုတ်တာဖင်ဖြစ်နေတယ်အဲ့တော့ကိုယ့်ကိုယ်ကိုလည်းပြန်စင်ချင်ပါအောင်အဲ့တော့ကျွန်တော်ပြီးခဲ့တဲ့ခါကပြောဆိုစစ်တပ်ကဖွတ်တက်နေတယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်အဲ့တော့ ခင်ဗျားတို့တော်သလားမတော်သလားခေါင်းဆောင်ကောင်းသလားမကောင်းသလားဆိုတာကခင်ဗျားတို့ကိုကိုကိုကောင်းပါလေကောင်းပါတောက်တက်တောက်တက်ဆိုပြီး order နေတောက်တက်ဆိုတဲ့အမျိုးဟာသူတို့ဘလောက်တော်ကြအောင်မနော်သူတို့ဘာတောက်တက်ဆိုတော့တစ်ချိန်လုံး on နေတောက်တက်တောက်တက်တောက်တက်နေ on အဲ့လိုပဲ umin online တောက်တက်နေတော့တူတာအတူကိုသူတို့အရန်တော်နေပြီအာစီရေးစီရမှာအရန်ကောင်းတယ်နော်အာစီပွားရေးမှာလည်းအရန်ကောင်းတယ်နိုင်ငံရေးမှာလည်းအရန်ကိုတော်တယ်နော်အရန်ကိုတော်တယ်နော်တော်တယ်တောက်တက်လိုပဲတောက်တက်လိုပဲတစ်ချိန်လုံးတောက်တက်တောက်တက်တောက်တက်နေ on နေတာ အဲ့လိုမျိုးဖြစ်နေတယ်အဲ့တော့အခုလက်ရှိအချိန်မှာစီးရေးဆရာမလည်းဘာမှမအောင်မြင်ဘာလုပ်ရမယ်ဆိုတာလည်းမသိစရာလည်းအကြောင်းမရှိဘူးအခုလက်ရှိအချိန်ဒီမှာမိမိမြေပြင်တက်တဲ့အားလုံးကတက်မလို့ကိုသစ္စာစောင့်တည်စွာနဲ့ရွေးချင်ချင်ခုခံတိုက်ပွဲဝင်နေကြတာနော်ရွေးချင်ခုခံတိုက်ပွဲဝင်နေကြထပြဥပမာပြဗန်မော်ချင်းတယ်ဗန်မော်ချင်းလေဆိုရှင်စစ်တပ်ကဗန်မော်နဲ့ကတ်နေတဲ့မန်စီမန်စီဆိုလို့ရှိရင်လည်းပုံရံပြောကြသွားပြီ ဟုတ်လားမန်စီနဲ့တိတ်မလားမကမ်းမှာရှိနေအဲဘန်မော်နဲ့တိတ်မလားမကမ်းမှာရှိနေတခြားတက်တွေလည်းရန်သူဝိုင်းထားဝိုင်းခံထားရယ်နော်ရန်သူဝိုင်းခံထားအဲ့တော့သူတို့နေနဲ့လည်းစစ်ကူလာဖို့မလွယ်ဘူးအဲ့တော့ကျွန်တော်တို့ဒီမဘာခါလည်းစစ်ကူလာဖို့မလွယ်ဘူးအဲ့တော့ဆိုလိုချင်တာကလောက်နေတာတာဝန်ကြည့်ပြီးလေနော်တာဝန်ကြည့်ပြီးဆိုတာကသူတို့စီကိုဘလောက်ကြည့်ပဲရန်သူလားဥပမာပြရန်သူက2000လောက်နဲ့တစ်ခေါက်လာတယ် ဲ့နှစ်ထောင်လောင်းကိုကြည်အောင်လို့စစ်တီတွေရောရဲမေတွေရောခုခံတိုက်ပွဲဝင်နိုင်ခဲ့တယ်။နှစ်ထောင်ပြီးသွားပြီ။ GH ကျွန်တော်ဒါဒါမျိုးကြာသွားလို့ဆိုလွယ်တာမဟုတ်ဘူး။အဲ not the cop နောက်ထပ်နှစ်ထောင်ထပ်လာတယ်။နှစ်ထောင်လာလဲတိုက်ပေးတယ်။သုံးနောက်ထပ်6ထောင်လာလဲတိုက်ပေးတယ်။အဲ့တော့စစ်တီတွေအနေနဲ့ကအချိန်ပြည့်တဘုံနဲ့ဒီပေါ့နော်စစ်သေးကြတဘုံနေနဲ့အခုတပ်မတော်နဲ့ဖြစ်နေတဲ့ပုံစံကစစ်သေးကြတဘုံကလူလဲတယ် ူလဲဆိုတာအခုမှရောက်နှစ်ထောင်လာတိုက်တယ်ဆိုရှင်ဒါပြီးသွားပြီနောက်တစ်ယောက်လဲပြီနောက်တစ်တုတ်လာပြန်ပြီနောက်တစ်တုတ်တုတ်ပြီးတုတ်လဲနေတာကိုမြမတက်မတော်ကစစ်တီတွေကဒီတစုတွေနဲ့ခံနေချလာဘာလဲအလားတန်လူလဲဆိုတော့လက်ဝိလက်ဝိစင်မတက်ပြီးတော့အဲ့လိုလက်ဝိသမားတွေအားလုံးတန်းစီထားတယ်တယောက်ထဲတိုင်ညာထိုးရတဲ့ပုံစံတော့တယောက်ထိုးတော့လဲသွားပြန်နောက်တစ်ယောက်ထိုးလဲသွားပြန်ပြီအဲ့တော့ဒီတယောက်မှာ ဒီတယောက်ကိုထိုးလို့နိုင်တယ်မဟုတ်ဘောင်းတန်းစီနေရနောက်တယောက်ဟုတ်ပြီတယောက်နံပါတ်1နဲ့ထိုးပြီးွားရင်နံပါတ်2ထပ်လာနံပါတ်3ထပ်လာနံပါတ်4ထပ်လာဆိုတဲ့ခါကျတော့သူလည်းအနာယူဖို့လိုတယ်အဲ့တော့ဘာလို့ဘလို့ဖြစ်နေလဲအခုဘန်မောနဲ့ပတ်သက်ပြီးဘာလုပ်မှာလဲဘာလုပ်မှာလဲဆိုတော့မင်းစစ်ကူပေးမှာလားပြတ်သားမှာလားအဲဒါကိုကျွန်တော်တို့ကမေးရအောင်လေဒီထက်ပိုပြီးကြကြခံတိုက်ဖို့မလိုဘူးဥမာနာခခံအောင်လားဒီလိုပဲအာအေအေက ဂျူဒီချိန်ပြီးတော့လာတာမနက်တိုက်တဲ့ကောင်လာတိုက်တယ်ညနေတိုက်တဲ့ကောင်လာတိုက်တယ်ဟိုတကောင်ရန်လာတိုက်တဲ့ကောင်တိုက်တယ်တိုက်ပြီးပြန်အိတ်တယ်နော်ကိုကထောင်နဲ့ချီပြီးပြီးသွားအေးအေးထောင်နဲ့ချီပြီးပြီးတယ်နော်ထောင်နဲ့ချီပြီးပြီးနောက်တစ်ထောင်ထက်လာတယ်အဲနောက်ထောင်သေးနောက်ထောင်ထက်လာတယ်ဒါမဲ့ခံတိုက်နေရတဲ့အထဲကထောင်ကျော်သောစစ်တီတွေကဒီလူကဒီလူပဲအေးအေးပြတ်စားပြတ်ပြီးတော့ခံတိုက်နေတဲ့ပုံစံလေးဖြစ်တယ်ကြာလာလို့ရှိရင်တော့နောက်ခါကငါလည်းကျွန်တော်တို့ကြာသွားသလိုပဲခုဘမ်းမောအချိန်လေးဘမ်းမောအချိန်လေးကျွန်တော်တို့ ်ချိန်လုံးခုခံနေတယ်ဟုတ်လား KIA ကပထမတစ်တုပ်လာတယ်ကြတယ်ပိုးစုပတ်ဆက်ကြတယ်ဒုတိယတစ်တုပ်လာတယ်ပိုးစုပတ်ဆက်ကြတယ်တတိယတစ်တုပ်လာပိုးစုပတ်ဆက်ကြတယ်ဒါပေမဲ့ဒီစစ်တီတွေကအနားယူဖို့မလိုဘူးလားဒါမှမဟုတ်သူတို့ကိုအင်အားဖြည့်ပေးဖို့မလိုဘူးလားအဲနောက်တစ်ခုကဒါမှမဟုတ်လို့ရှိရင်အသေးချေတိုက်မယ်ဟဲ့ဆိုလို့ရှိရင်ရန်သူပေါ်ပြတ်သားဖို့မလိုဘူးလားအဲ့တော့ဒီခေါင်းဆောင်အနေနဲ့ကဘာလုပ်နေတာလဲကိုမတက်ရတိုင်း ကိုစစ်တီတွေကကိုယ့်ဘုံမှာတစ္ဆာရှိသလောက်အထက်ကောင်းဆောင်ကကိုစစ်တီဘုံမှာပြန်မငဲ့ညာတဲ့ပုံစံမျိုးတွေဖြစ်နေတယ်ဗျာနော်အချိန်ဆိုရဲရှိပါတယ်မလောပါနဲ့နော်အဲ့တော့အချိန်မျိုးအမျိုးမျိုးပြောင်းလဲသွားနိုင်တယ်ဘာကြောင့်လဲဆိုတော့အင်အားကတအားအများပါတယ်တစ်ဖက်ကတဘုံကအင်အားတအားများတယ်အဲနောက်ဆုံးဘိတ်ပေါ့နော်ပြည်သူလူထုတွေကိုဖမ်းဆီးနေရတယ်များတယ်ညိုထဲမှာဖုံးကင်လို့မရအောင်ဖုံးနေအားလုံးကိုတင်းစီးနေရတယ်ရှိတယ်နော် ီးတော့တွေ့သမျှလူတွေကိုစစ်သားဆွဲနေတယ်ဒီဘန်မောကိုတိုက်ဖို့အတွက်ကိုအဲ့ဒီပုံစံမျိုးတွေဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ဥမေအောင်လိုင်းနေနဲ့ဘာလုပ်မှလဲအကောင်းဆုံးအနေနဲ့ဒီနေလားငါလားအသေးသေးတိုက်မယ်ဆို KIU စစ်တင်ရလိုက်တော့နော်ဒါဒါပြက်ပြက်သားသားပဲအဲ့တော့အောက်ကတိုက်ရတဲ့သူကလည်းညှော်လင့်ချက်ရှိတယ်အဒီစစ်ပွဲပြီးလို့ရှိရင်ပြီးအောင်တိုက်သွားမယ်ဆိုတော့ညှော်လင့်ချက်ရှိတယ်အခုတော့ EO EO စစ်ကိုဒါမျိုးအသေးစွဲနဲ့မတန်ဘူးဗျာနော် ီပစ္စည်းတွေရဲ့အသေးစွဲနဲ့မတန်ဘူးဖြစ်နေတယ်အဲ့တော့ကျင်ညာမယ်ဆိုစစ်ကျင်ညာပဲစစ်ကျင်ညာပြီးတော့အပြည့်ပြတ်တသားစစ်ကိုတိုက်တင်တယ်အခုကဘာနဲ့လားဆိုချိန်လုံးခံစစ်ခံစစ်ခံစစ်နဲ့အမြဲတမ်းခံနေရတာအဲ့တော့ဘာမောနဲ့ပတ်သက်ပြီးတော့တို့တက်မတော့ဘာလုံမှလဲနော်ဘာလုံမှလဲလို့ပြောရမှာကြမလားမကြမလားဆိုတော့ကတော့မှန်ချက်ဘာမောကြဖို့တော့မမျော်လင့်ပါနဲ့ဆိုပြီးတော့မြေပြင်တက်ပြတော်သားတွေကတော့ အားခဲ့တာသူတို့စကားကိုကျွန်တော်ပုံယုံကြည်ပါတယ်ခင်ဗျားကျွန်တော်တို့ online ပေါ်ကနေပြီးတော့ဘယ်လိုပဲပြောနေပြောနေစမ်းတော့အောက်မှာရေးနေမှာနော်ကြာမှာပါကွာလို့ဘာလို့ပဲပြောနေရရှိရလေနော်အဲ့ခင်ဗျားတို့ရဲ့စကားကိုကျွန်တော်ယုံရမလားဒါမှမဟုတ်ရှင်မြေပြင်မှာတကယ်တမ်းတိုက်နေစစ်တီတွေအရတော့အဲကျွန်တော်ကိုချုပ်ဂရီပေးတာရှိတယ်ကိုမောင်နဲ့ဘန်မောကိုရဖို့တဘုံကိုပြောလိုက်ပါတဲ့ဘယ်တော့မှမမျော်လင့်ပါနဲ့တဲ့အဲဒါကမြေပြင်စစ်တီတွေနော်အဲနောက်ထပ်ကျွန်တော်တို့ဒီ ။ဘာမို့ရညကြီးနာပါအလိုက်ပေးပဲဆိုတဲ့ပုံစံမျိုးဒီဒီပြင်စစ်တီရစိန်ခေါ်ရတာရှိတယ်။စိန်ခေါ်ရသည့်အလျောက်လည်းအခုချိန်အထိနောက်ဆုံးတော့ကျွန်တော်ဒီနေ့နောက်ဆုံး၈နာရီအထိကျွန်တော်ကြားသိရတဲ့အချိန်လေးရဆိုရှင်စစ်တီရခမ်းတယ်မလား။တီတီငင်ငင်နဲ့ပဲဒီစစ်ပွဲကိုရင်ဆိုင်နေတာကိုတွေ့ရတယ်။အဲ့တော့ကျွန်တော်စနပြောပြောသလိုပဲတက်တခုတခုတိဆောက်ပုံကလည်းအနိုင်ဆုံးတော့ဧကတရာပတ်ဝန်းကျင်ထဲမှာတိဆောက်ထားတာဖြစ်တယ်။အဲ့ဒီအတွက်ကြောင့်မလို့တော့ပြီးတော့အင်အားအပြည့်သာရှိရင်အဲ့ဒီ เอกတရားတွေကိုခင်ဗျားတို့ဒီစေတရားသဘောနဲ့ဘယ်လိုပဲဝင်လုံးဝင်လုံးမလွယ်ပါဘူးအဲ့တော့ကျွန်တော်စောင့်ကြည့်ရပါပါဒါမဲ့လည်းကျွန်တော်တို့ကတော့အသေးရားတယ်ပေါ့ဗျာနော်ပူချင်းစာကြည့်ရငါလာအဲ့ညမှာတိုက်နေရရင်ဟုတ်လားရီမန်းချက်ရှိတဲ့ပန်းတိုင်ကိုရှောက်ရတာနဲ့ရီမန်းချက်မရှိတဲ့ပန်းတိုင်ကိုရှောက်ရတာနဲ့မတူဘူးဆိုလိုချင်တာကငါဒီတောင်ဝန်းပြီးရင်အိမ်ပြန်ရမယ်နားရမယ်ဆိုလို့ရှိရင်စစ်တီတွေရတယ်အေးကွာငါဝင်ရေးမိလိုက်မယ်ကွာငါကောင်နေအိမ်ပြန်ရရင်ပြီးရောဆိုတဲ့စိတ်သက်နဲ့ရင်းမဲ့ကောင်လေးကြီးပဲ အခုတော့ငုတ်တုတ်ထိုင်ဒီစစ်ပွဲပဲချင်းပြီးမှမသိဘူးကြီးစံထိုင်ဖောက်နေရပုံစံမျိုးဖြစ်နေအဲ့အတွက်ကြောင့်မလို့တော့အထက်ရာရှိလူကြီးမင်းနေဘာလုပ်မှာလဲပြီးခဲ့တဲ့ခေါက်ကအားလုံးသိရောဗျာနော်အဲ KIA ဒီ၄ရက်လောက်ရက်နာသွားတယ်ဗျာတို့လည်းအထိနာသွားတာပါတယ်တို့အထိနာသွားတဲ့အတွက်ကြောင့်မလို့အဲ့အချိန်မှာစစ်တပ်နဲ့ဆွေးနွေးရလို့လည်းကြားသိရတယ်ဗောနော်စစ်တပ်နဲ့ဆွေးနွေးတဲ့အချိန်မှာ ဘလို့မှနှိမ့်နိုင်လို့မရတဲ့ပုံစံမျိုးတွေထိ KIA ဘက်ကတောင်းဆိုတာရှိသလိုစစ်တပ်ဘက်ကလည်းလုံးဝမလိုက်ရောနိုင်တဲ့တိုင်းတာရှိတဲ့အတွက်ကြောင့်မလို့ဗန်မော်ကိုစစ်ကပြန်ပြီးတော့ချပါတယ်အဲချတဲ့အခါမှာတော့အခုပုံစံပဇက်ချနေကြပြီအဲကျွန်တော်တို့ဒီစစ်ရေးခုဗန်မော်ကချင်ပြည်နယ်လဲစစ်ရေးကကျန်းနေပြီအခုကျွန်တော်တို့စကိုင်းဘက်မှာလည်းစစ်ရေးကအခုဒီနေ့လက်ရှိအချိန်အထိလည်းကျန်းနေပြီနော်စကိုင်းဘက်မှာလည်းအခုလက်ရှိတက်ရှိကျန်းနေတယ်ဘယ်နေရာဘယ်နေရာဆိုတော့ကျွန်တော်မပြောသေးဘူးကျန်းနေရဆိုတာပဲသိစေချင်တယ်တောင်ပိုင်းမှာလည်း ကျန်းနေပြီနော်နေရာတိုင်းမှာစီရဲကျန်းတယ်အဲ့လိုမျိုးစီရဲကျန်းနေတဲ့အချိန်မှာရတာကောင်းကုတ်တာဖင်လုံနေဥမဲအွန်လိုင်းကိုပြောကျင်တယ်ဘာလုံမှာလဲပြတ်သားတဲ့နေပြတ်သားတဲ့နေစီရဲစီရမှာဥဆောင်နေတဲ့အရေးချင်းလို့ရှိရမှာအခုချိန်အထိစီရဲစီရမှာဥဆောင်နေတဲ့အချိန်အရေးချင်းမရှိဘဲနဲ့သူတက်လာတဲ့ကစစ်တက်ကခွေးရှုံးဝယ်ရှုံးရှုံးတော့တာပဲနော်ခွေးရှုံးဝယ်ရှုံးရှုံးတော့တာပဲ ဘယ်တော့မှမနိုင်ဘူးတည်းသူ့ရဲ့ရေချင်းကိုကြည့်မယ်ဆိုဘာရေချင်းမှမရှိပဲနဲ့ဒီစစ်ကောင်းဆောင်နေရာကိုယူတာလားခုချိန်ဒီနိုင်ငံဘာမှဥဆောင်နိုင်တာမရှိသလိုစစ်ရေးမှလည်းဘာမှဥဆောင်နိုင်တာမရှိဘူးအဲ့တော့ကိုယ့်ရေချင်းကိုတည်နေအဆက်ရှိအဆက်တိတ်ခါရှိစွာနဲ့စဉ်းနေတယ်ဘာမှမဟုတ်တဲ့အလုပ်တွေရှောက်လုပ်နေတယ်အလုပ်ကိုအလုပ်နဲ့တူအောင်မလုပ်ဘူးအဲ့တော့အဓိကအလုပ်ကမှပါလို့စစ်ရေးထွက်ပေါက်ရှာရမယ် စီးရေးထွက်ပေါ်တာတစ်ဖက်ကမဆွင်းနေပါဘူးတစ်ဖက်ကမင်းတို့ဒီရွေးကောက်ပွဲနဲ့လည်းမပူးပေါင်းပါဘူးလို့ဒီလောက်ထိပြောထားတဲ့ဟာကိုပြတ်တစ်ဖက်ကပြတ်သားတဲ့ဟာကိုမရရအောင်မနဲ့လားတဲ့တူလို့ဆိုတော့အပြောရတာတော်တော်လေးတော့တခါကြောက်ရှင်နည်းနည်းလေးပောက်ကွဲထင်တယ်ဗျာလားအပောက်ကွဲမှုတော့မလိုဘူးပေါ့နော်ဒါပေမဲ့တခါကြရင်အားမလို့အားမလို့အားမရလဲပောက်ကွဲမိပါလားအဲ့တော့အခုချိန်မှာလောက်ကမှာတစ်ခုပဲရှိတယ်စည်ရေးထွက်ပေါက်ရှာရမယ်စည်ရေးထွက်ပေါက်အခုစစ်တပ်တစ်ခုလည်းနဲ့ ရစ်ဆိုင်နေလို့မရဘူးအခုတပုံကစစ်သေးရွာတပုံဖြစ်တဲ့ဒီ PDF ကွန်နုံးနေနော်ပြီးလို့ရှိရင်ဒီအမိချက်မိစားခေါင်းချက်ခေါင်းစားမြောက်သုံးကောင်နော်ပြီးလို့ရှိရင် KIA ဆိုတဲ့အမိချက်မိစားခေါင်းဆက်ခေါင်းစားခေါင်းချက်ခေါင်းစားဆိုတဲ့လက်နက်ကင်ဖွဲ့စည်းတွေဖြစ်တယ်အဲ့တော့ဒီဖွဲ့စည်းတွေကစုစည်းပြီးတော့တိုက်နိုင်ရင်ကိုကလည်းစုစည်းပြီးတိုက်နိုင်ရမယ်ဆိုတော့ကျစီရင်မဟာမိတ်ဖွဲ့ဖို့လိုပြီစီရင်မဟာမိတ်ဆိုတော့လကောင်စီရင်ညွန့်ပေါင်းတော့လကောင်ဟိုဘယ်လိုမှဆိုတော့ကနအူး ကနဦးဖက်ဒရယ်အာမေတော်လည်းကောင်းတိဆောက်ဖို့လိုပြီနော်ကနဦးဖက်ဒရယ်ဖက်ဒရယ်အာမေကိုတိဆောက်မယ်ဆိုရင်လည်းလွယ်ပဲကျွန်တော်တို့အဲအခုပြည်သူစစ်တွေရှိတယ်ပြည်သူစစ်ဥပဒေတော်တော်ဆိုလို့ရှိရင်ဒါအင်အားကနေတာမဟုတ်ဘူးနော်အဲနောက်ထပ်ကျွန်တော်တို့ဒီပို့လဲအင်အားကနေတာမဟုတ်ဘူးအနောက်ထပ်ဒီတက်မတော်ဘက်ကရက်တီနဲ့အဖွဲ့စည်းတွေအများကြီးရှိတယ်အဲ့ဒီပြည်သူစစ်အင်အားတွေအားလုံးကိုပေါင်းလိုက်မယ်ဟဲ့ဆိုလို့ရှိရင်ကိုကပြည်သူစစ်အင်အားလည်းပေါင်းမယ်နောက်တစ်ခုကတခြားလက်နက်တိုင်းသားလက်နက်ကင်တွေအားလုံးကိုလည်း ဖက်ဒရယ်အာမေပုံစံမျိုးနဲ့စည်းရုံးလိုက်မယ်ဟဲ့ဆိုလို့ရှိရင်ပြည်တော်စုစိတ်တက်နဲ့ရှိတဲ့အဖွဲ့တွေအားလုံးပေါ့ဗျာနော်ပြည်တော်စုမပြုတ်ွယ်ရေးကိုအာမခံနိုင်သောအဖွဲ့စည်းမှန်သမျှနဲ့လက်တွဲပြီးတော့ဖက်ဒရယ်အာမေကိုတိစောက်တင်တယ်တိစောက်ပြီးတော့လို့ရှိရင်စည်းရေးကိုအတူတကွပူပေါင်းပြီးတော့ဖော်ဆောင်တင်တယ်အဲအခုကစစ်တပ်တစ်ခုတည်းနဲ့ခင်ဗျားတို့ရင်ဆိုင်နေလို့မရတော့မလွယ်တော့ဘူးခင်ဗျားတို့စစ်သားတွေနောက်ကဘလောက်ကြီးပဲစုစုဟိုစစ်တိုက်စစ် ိုက်ရိုက်ခိုက်ရိုက်အတွေ့အကြုံမရှိတာကနံပါတ်၁ချက်နံပါတ်၂ချက်နေတဲ့ကခံယူချက်မရှိတာကနံပါတ်၂ချက်ပေါ့နော်အေးအဲ့ဒါလေးကြောင့်မနောက်တစ်ခုကခင်ဗျားတို့မီဒီယာမှာအားနေနေတာတွေအဲဒါတွေအားနေနေတာကြီးကြောင့်ခင်ဗျားတို့ရှေ့လျှောက်ပေါ့နော်ရှေ့လျှောက်စီရီးရဒီထက်ပိုပြီးရုန်းကန်နေရမယ့်အတိုင်းသာရှိတယ်လက်နက်အင်အားဘလောက်ကောင်းကောင်းအဲခင်ဗျားတို့ဘာမှလုပ်လို့ရမှာမဟုတ်တော့ဘူးเนาะအဲ့တော့အကောင်းဆုံးစီရီးထွက်ပေါက်ကတော့ ဟိုကျွန်တော်တို့ညှင်ပေါင်းဖွဲ့ဖို့လိုပြီနော်စီရင်ညှင်ပေါင်းဖွဲ့ဖို့လိုပြီအဲဖွဲ့ပြီးဆိုရှင်သူ့ဒေတာမှာသူပြန်တိုက်အားလုံးကတစ်ခုရှိတယ်ပြည်တော်စုမပြုတ်ပဲအာမခံနိုင်တော့အာမခံနိုင်တော့ Federal Army ကိုတိဆောက်ရလိမ့်မယ်အဲ့လိုတိဆောက်မဲ့ဟဲ့ဆိုရှင်တော့အားလုံးနဲ့ပူးပေါင်းဖို့လိုတယ်အဲ့ဒါကိုလောက်ရမယ်အစားဒီနိုင်ငံရေးဟိုဘယ်လိုခေါ်မလဲဆိုတော့ဒီအဲဒီအချိန်ကဥပဒေနဲ့ဒီနိုင်ငံရေးဒီပရိုဖော်မန်းဆိုတော့ ပြောမှဆိုတော့အဲ့လိုမျိုးပြောလို့ရှိရင်ကျွန်တော်ကိုယ်တိုင်လည်းခါကြောက်ရှင်စီရဲထဲမှာပဲအဲ့လိုဆိုင်တဲ့ပုံစံမျိုးပွဲကြောက်နေမှာမှန်တကယ်ကစစ်မနိုင်မနဲ့ဘာမှလုပ်လို့မရဘူးခင်ဗျားတို့တက်နိုင်လို့အခုအဲအခြေခံဥပဒေနဲ့အစိုးရတွေပါတက်လာယူရဲပြောပြောအဲ့အစိုးရနေပြီးတော့အစိုးရလောက်ဖြစ်နေတယ်ဘာမှမထူဘူးเนาะရန်ကုန်မြို့မှာတော့မြောက်ကလာအစိုးရလောက်ဖြစ်နေတယ်ဘာမှမထူဘူးเนาะရန်ကုန်မြို့မှာမှကျွန်တော်တို့ဒီမြောက်တကုံအစိုးရလောက်ဖြစ်နေတယ်ဘာမှလုပ်လို့မရအောင်အဲ့တော့ဒီစီရေးထွက်ပေါက်ကိုလည်းစဉ်းစားရမယ်နိုင်ငံရေးထွက်ပေါက်ကိုလည်းစဉ်းစားရမှာဖြစ်တယ် အဲ့အတွက်ကြောင့်မလို့ဟိုအခုချိန်ကြီးတော့စစ်တပ်ကတော့ရှုံးဖို့မရှိဘူးစစ်တပ်ရုံးကန်နေရတဲ့ကိစ္စအစစ်တပ်ကိုအီရော့အီရော့လုထားပြီးတော့တသက်လုံးများနေရလို့ချင်နေလားတော့ကျွန်တော် ပြောမတတ်ဘူးပေါ့ဗျာနော်